မင်္ဂလာပါရှင်ကစ်တင်ညူသတင်းဌာနရဲ့ဒိတ်တန်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်ကကင်းစကန်နှစ်ခုကိုအေအေနဲ့မဟာမိတ်များထပ်မံသိမ့်ပိုက်ပြီးကပါစ16အနီး၄မိုင်ဝန်းကျင်သို့ရောက်ရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဗက်တောင်းမျိုးနဲ့ မတုံရွာအနီးရှိကာဘာဆာ16ရဲ့အဓိကပွိုင်ကုန်းနဲ့ကာကင်စကန်များအသိမ်းခံလိုက်ရတဲ့အတွက်ဆိုပါစကန်များကိုပြန်လည်ရောက်ရင်စစ်ကောင်ရှင်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရှိရပါတယ်။စစ်ကောင်ရှင်က666ပွိုင်ကုန်းကိုပြန်လည်ရောက်ရန်အတွက်မြေပြင်ထိုးစစ်များအပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလာရာပွိုင်ကုန်းနှင့်မိုင်ဝဲခန့်အကွာတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံသုံးပြီး10ကြိမ်လောက်ကိုပုံလာကျတဲ့အဲ့ဒီကြားတဲ့ကာက င်းစကဲနှစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရှိရပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များရဲ့တံပြတ်ထိုးစစ်ကြောင့်စစ်ကောင်စီတပ်များနောက်ဆုတ်ပေးလိုက်ရတဲ့အပြင်ကာကင်းစကဲနှစ်ခုကိုရမန်နေအော်တိုဘားလာ24ရက်နေ့တွင်စစ်ကောင်စီကထပ်မံလက်လွတ်လိုက်ရကြောင်းသိရှိရပါတယ်။အေအေနဲ့ပူပေါင်းတပ်ဖွဲ့များရဲ့ဒိုးစစ်မှာကပ္ပစ16နဲ့၄မိုင်အကွာကန်သို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်ရှင်ကလေကြောင်းနဲ့ဒရုန်းတို့နဲ့အဆက်မပြတ်ခုခံနေကြောင်းသိရှိရပါတယ်။ စစ်ကောင်ရှင်တက်က .666 စကဲမကြခင်ညောင်ကျိုးနှင့်တောင်ကုတ်လမ်းကြားကိုဥတီတက်ခတ်ခဲ့ပြီးလေးသားတောင်ကျောကိုပါစစ်ကြောင်းထိုးနေခဲ့ရမှာယခုရက်ပိုင်းတွင်ကဘာဆာ16ကိုကာကွယ်ရန်စစ်ကြောင်းများ .666.0 အနီးတီဥတီလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကဘာဆာ16ရန်ချက်စက်ယုံတွင်ကောင်ရှင် တပ်များအင်အားထက်တိုးလာပြီးမတုံချောင်းပြားတဝိုက်နှင့်ဆက်ယုံအနေတွင်တိုက်ပွဲများနီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းမြစ်များထံမှကုလိုပဲသိရှိရပါသည်။ယမန်နေအော်တိုဘာလ24ရက်နေ့ကလေးကစစ်ကောင်ရှင်ကမတုံချေးရွာအနီးတဝိုက်သို့စစ်ကူအင်အား200ခန့်ထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှကုလိုပဲသိရှိရပါသည်ရှင်။ဆလဘီဒေါက်တာသက်သက်ခိုင်ကိုကိုယ်စားလှယ်လောင်းစရင်က UEC ကပယ်ဖျက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဩဂတာဒေါက်တာ တက်သက်ခိုင်အားစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကလွတ်တော်ကိုယ်စားလှယ်လောင်းစရင်ကနေပယ်ဖျက်လိုက်ကြောင်း UEC ကနေယနေ့ထုတ်ပြန်လိုက်တဲ့မဲဆန္ဒနဲ့အလိုက်လွတ်တော်ကိုယ်စားလှယ်လောင်းစရင်များအရာသိရှိရပါတယ် UEC ထုတ်ပြန်လိုက်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရာကိုယ်စားလှယ်လောင်းစရင်တွင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဩဂတာဒေါက်တာတက်သက်ခိုင်အားကိုယ်စားလှယ်လောင်းအရေးချေပြက်ကွက်သူ ပြည်ရင်းတီဆိုကပါဝင်လာခြင်းမရှိတဲ့သတင်းများထွက်ပေါ်လာပြီးနောက်ယခုညနေ UEC ရဲ့တရားဝင်သတင်းထုတ်ပြန်မှုတွေဒေါ်သက်သက်ခိုင်အမည်ပါမလာခြင်းဖြစ်ပါတယ်။ဒေါ်သက်သက်ခိုင်ဟာရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့ပြင် ကိုယ်စလေလောင်းစရင်မှပဲ့ဖြက်ခြင်းဖြစ်ကအယူခံတင်သွင်းမဲ့ကာလစီကံတတ်မှတ်ချက်ကိုလည်းကြော်လွန်ပြီးပြီဖြစ်တယ်လို့ UEC ကအခုလိုပဲပြောဆိုထားပါတယ်။ပုံမှန်ရှိကကြီးရဲ့ကိုယ်စလေလောင်းဟာနိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိညော်တဲ့ပေးရတာဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ပြတ်ထန်းထားတယ်လို့အခုလိုပဲသိရှိရပါတယ်ရှင်။ရာဇဝင်မယောင်လိုင်းကိုနိုင်ငံရေးတေပြီးအာဆီယံထိပ်သီးအစည်းအဝေးကြီးစတင်တော့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အရှိတောင်အာရှတက်ကြီးကိုကိုစားပြုပြီးအလှကြောက်ကတမလေးရှားနိုင်ငံနဲ့ဂုံတီရရှိအာဆီယံကောင်းဆောင်တွေကထိပ်သီးညီလာခံမှာ၅နှစ်ကြာမြန်မာနိုင်ငံရေးဆုံးဖြတ်မှာပဲဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့အာဆီယံစည်းဝေးမှာ 5PC လို့အတူခေါ်တဲ့အများဆန္ဒ၅ချက်ကိုတခုမကျန်အကုန်လိုက်နာဆောင်ရွက်ရပါမယ်။အာဆီယံကောင်းဆောင်တွေထက်တောင်းဆိုတဲ့2024ခုနှစ်အောက်တိုဘာလ9ရက်နေ့အလဲကြောက်ဥက္ကဋ္ဌလာအိုနိုင်ငံဘီယင်ကျေးမြို့မှာကျင်းပတဲ့35ကြိမ်မြောက်ထိပ်သီးစည်းဝေးပွဲအပြီး မြန်မာနိုင်ငံရေးဆိုင်ရာစီရင်ဆုံးဖြတ်ချက်မှာဂေါ်သေးရှိအာဆီယံခေါင်းဆောင်တွေကမြန်မာနိုင်ငံရေးအကြက်အတွဲအတွက်မင်းအောင်လှိုင်ဘက်ကသူတို့အာဆီယံတရားဝင်ချမှတ်ထားတဲ့ 5PC အများဆန္ဒ၅ချက်စလုံးကိုတခုမကြံအကုန်လိုက်နာဆောင်ရွက်ရပါမယ်လို့ 5PC should be implemented in its entirety စကားစုကိုအထူးတလဲသုံးပြီးအပြတ်ပြောတယ်။ကျွန်မနောက်ကြောင်းပြန်ပါမယ်အာဆီယံ ဆန်မင်းအာဆီယံထိပ်သီးအစည်းအဝေးဆိုတာအရှိတောင်အာရှနိုင်ငံတော်အကြီးအကဲတွေတက်ရောက်တဲ့အထင်ကရအခမ်းအနားဖြစ်တဲ့အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါ်ဆန်းစုကြည်သူကိုယ်တိုင်တက်တဲ့2020ခုနှစ်ကြတော့ကိုဗစ်ရောဂါတွေနဲ့မလို့38ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအွန်လိုင်းနဲ့ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတော်အစိုးရအကြီးအကဲဒေါ်ဆန်းစုကြည်ကိုကိုယ်တိုင်တက်တဲ့35ကြိမ်မြောက်ထိပ်သီးအစည်းအဝေးပြီးအာဆီယံရဲ့နှမနိုင်ငံရေးအဆုံးဖြတ်အပေါ် 2019ခုနှစ်နိုဝင်ဘာလ3ရက်အာဆီယံအလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့35ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလူကိုရိုင်းအလယ်နဲ့2020ခုနှစ်နိုဝင်ဘာ12ရက်အာဆီယံအလှည့်ကျဥက္ကဋ္ဌ BNN နိုင်ငံကျင်းပတဲ့38ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအွန်လိုင်းအောက်ကနေမြန်မာနိုင်ငံတော်အကြီးအကဲဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆာဆူဂျီတက်ရောက်ခဲ့တဲ့မှတ်တမ်း အဲ့ဒီလိုနဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မြန်မာနိုင်ငံမှာအာဏာလုဖို့အကြံနဲ့နိုင်ငံရေးအရာပြန်ပေးဆွဲခံရတဲ့မြန်မာနိုင်ငံဦးဆောင်ဖြစ်သူဒေါက်ဆန်စုကြည်ကအာဆီယံကကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေမတက်နိုင်တော့ဘူး။အာဆီယံကိုယ်တိုင်နဲ့ကုလသမဂ္ဂအတိအမှတ်ပြုတဲ့မြန်မာနိုင်ငံတော်ရဲ့အစိုးရအကြီးအကဲဖြစ်သူဒေါက်ဆန်စုကြည်ပြန်လွတ်ဖို့ တရခဲမင်းအောင်လိုင်းကိုအတီအလင်းတောင်းဆိုလိုက်ပါရင်အဲ့ဒီနေ့က2021ခုနှစ်ဧပြီလ24ရက်အာဆီယံခေါင်းဆောင်တွေမင်းအောင်လိုင်းကိုအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာရှိတဲ့အာဆီယံတွင်ရေးမှူးချုပ်ရုံးမှာခေါ်တွေ့တယ်။စင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှင်လွန်ကိုရိုင်းပန်းချုပ်ထားတဲ့ဒေါ်ဆန်စုကြည်ကိုလွှတ်ပို့မင်းအောင်လိုင်းကိုအတီအလင်းတောင်းဆိုခဲ့တယ်။အဲ့ဒီနေ့ကအများဆန္ဒငါချက် 5PC ထွက်လာတယ်။နိုင်ငံရေးပြောင်းလဲမှုနဲ့အာဏာလုကျန်စီမှုနောက်80ရဲ့အကြာ ဩဂတဘရူနိုင်းကြီးညာချက်မှာပထမဆုံးအကြံဖတ်မှုတွေရတန်ပုံအိမ်တော်သက်ဆိုင်သူအလုံးဆွေးနွေးပုံအာဆီယံဘက်ကအတိအလင်းတောက်ဆိုပါတယ်အဲ့ဒီကလေးကအများဆန္ဒငါချက် 5PC ကိုနာခံဖို့မေအောင်လိုင်းကိုတောက်လျှောက်တောင်းဆိုပါတယ်နိုင်ငံတကာအခင်းချင်းမှာကိစ္စဝိစာဆိုတာတရားစီရင်ရေးဆိုင်ရာအမှုတွဲတွေဖြစ်တဲ့အဲ့ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီးအဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်ချက်တွေက ဘိုင်းဒန်လို့ခေါ်တဲ့တရားရေးအရာပြောရင်အပြည့်ပြည့်စီရင်ချက် ပြင်လို့ပြောင်းလို့မရဘူးဖျောက်ဖျက်လို့မရဘူးလိုက်နာလှုံ့ဆော်ခြင်းဒီအသက်ဝင်နေမယ်အဲ့ဒါမို့လို့2024ခုနှစ်ဒီဇင်ဘာလ20ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတိုင်းဝင်ကြီးကိုအထူးတလဲတွေ့ကြတဲ့အခါအာဆီယံရဲ့ပူးတဲထူထောင်သူဖြစ်တယ်လို့ဦးဆောင်သူလည်းဖြစ်တဲ့စင်ကာပူနိုင်ငံရဲ့နိုင်ငံတိုင်းဝင်ကြီးမစ္စတာဒေါက်တာ VVN Black Christian ငါကိုယ်တိုင်မြန်မာနိုင်ငံရဲ့အတွက်အခင်ရဖြစ်တဲ့တောင်ဆန်းစွကြည်ကိုပြန်လွတ်ပေးဖို့လူသိရှင်များထက်လက်ပြီးတောင်းဆိုပါရစေ။အာဆီယံအဖွဲ့အစည်းတစ်ခုလုံးရဲ့ကုံဆောင်ဖြစ်တဲ့အများဆန္ဒငါးချက် 5PC ထွက်တာဘာကြောင့်လဲဆိုတော့ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ကံအစိုးရစီကအာဏာကိုလူရက်ဖို့အကြံအစီနဲ့နိုင်ငံတော်ကိုတစ်ဆာပေါက်ပြက်ပုံကံနဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရဆွေးကောင်ကြီးမင်းအောင်လိုင်လက်အောက်ကမြန်မာစစ်တပ်ကကဘာမြေကိုတုံလုံးစေခဲ့တဲ့နိုင်ငံရေးအရာပြန်ပေးဆွဲတဲ့ရာဇဝမှုကြောင့်ဖြစ်တဲ့အဲတော့နိုင်ငံအရေးအဆုံးသတ်ဖို့ကိုကာကံရှင်ဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရမယ်အဲဒါမို့လို့ ASEAN က constructive dialogue among all party consent ဆိုပြီးအထူးသုံးနှုန်းထားတာနိုင်ငံရေးကာကံရှင်တော်ဆန်စုကြည်ကိုပြန်လွှတ်ပြီးဆွေးနွေးဖို့ပြောထားတာဖြစ်တယ်။အရှင်းပြောရရင်အများဆန္ဒငါးချက် 5PC ဆိုတဲ့အာဆီယံဆုံးဖြတ်ချက်ဆိုတာအဖွဲ့အစည်းတစ်ခုလုံးရဲ့ဂုဏ်သတိတိတ်ခအလုံးကိုရင်းထားရတာပါ။2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမျိုးတော့ကွာလာလမ်ပူမှာကျင်းပမယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလည်းဂုဏ်သတိရှိအာဆီယံခေါင်းဆောင်တွေက နိုင်ငံတော်ကိုတည်ဆောက်ဖောက်ပြပုံကနေတဲ့လူသားမျိုးနွယ်ဆိုင်ရာဆေးရဆွဲကောင်ကြီးမေအောင်လိုက်ကြံနေတဲ့အလင်းရွေးကောက်ပွဲကိစ္စအပအဝင်အမှန်တရားနဲ့တရားမျှတမှုကိုအခြေခံတဲ့မြန်မာနိုင်ငံအရေးအဆုံးဖြတ်ချက်တွေကိုထပ်လာမယ်လို့ကျွန်မအနေနဲ့မျှော်လင့်ထားပါတယ်လို့နိုင်ငံရေးအမြင်မျှတသူအမေစုသမီးနဒီခင်ကအခုလိုပဲပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။